YBS ရင်လိုင်းတွေမှာငွေပုံစနစ်နဲ့ရင်စည်းကကောက်ခံတဲ့စနစ်ကြံ300ရာမှာစီးသူတွေရဲ့90ရာခိုင်နှုန်းလောက်အထိရင်စည်းကပေးလာတယ်လို့ YUPT ရင်လိုင်းကုမ္ပဏီကပြောပါရတယ်။ဒီသတင်းကိုစုမုံအောင်ကပေးပို့ထားပါရရှင်။ရန်ကုန်မြို့မှာဇန်နဝါရီလ16ရက်နေ့ကစပြီးမထသားကိုဖြစ်သိင်းက YMS နှစ်ကိုစတင်ကျင်းသုံးခဲ့ခြင်းကစပြီးရင်လိုင်းတချို့မှာရင်နောက်လိုက်မထားတော့ပဲရင်စည်းကကိုပုံစနစ်နဲ့ကောက်ခံခဲ့ပေမဲ့အစပိုင်းမှာမထဲတဲ့သူတွေများလာကြောင်း ကားစီးကိုတသိန်း1000လောက်ပဲရရှိတယ်လို့ဆိုပါတယ်။အဲ့ဒီဘောငွေပုံးစနစ်နဲ့ကျင်းသုံးနေတဲ့ယင်လိုင်းချို့ဟာစပယ်ယာကနေယင်စည်းကပြန်လဲကောက်ယူတာတွေရှိခဲ့ပါတယ်။လက်ရှိအချိန်မှာယင်စည်းကမထက်တဲ့ဘောခီးတဲ့အချင်းချင်းပြန်လဲကြီးစုတာတွေကြောင့်အရင်နဲ့စာရင်ကားစီးကိုငွေတသိန်းခွဲကနေငွေတသိန်း8000အထိရရှိလာတယ်လို့ဆိုပါတယ်။အခုတော့ထည့်ပါတယ်။တော်တော်များများထည့်ကြပါတယ်။အဲတချို့ကြတော့လေတချောင်းနဲ့ဆိုတော့လေကိုကတော့ကူညီတဲ့အတိုင်းနီးကတော့စီးွားပေါ့ဒါပဲရှိတာပဲသူ့မှာကျွေးမှပါအဲ့လိုပဲပြောလိုက်စီးွား ရန်ကုန်တိုင်းဆရာကြီးတေဘုဆောင်ရေးကြည်ကြကိုကမ်းမှုအနာပိုင်းဖွဲ့ကနေ WB ရဲ့ရင်စီကကိုကက်စနစ်နဲ့ပေးချေဖို့လှုပ်ဆောင်နေပြီမယ်ကက်စနစ်ကိုမကျင်သုံးနိုင်တဲ့ပြည်သူတွေအတွက်ကတော့ငွေပုံးစနစ်ကိုပါပူးတွဲကျင်သုံးသွားမယ်လို့ဆိုပါတယ်ပုံးစနစ်ကိုကျင်သုံးတာဟာရေနောက်လိုက်တွေရဲ့ရန်ပြသွားဆက်ဆံတာရင်စီကပုံမှုတောင်းခံတာတွေနဲ့ရင်ချင်းချင်းအပြိုင်မောင်းနေတာတွေကိုရှော့ချဖို့ဖြစ်တယ်လို့ဆိုပါတယ်မထည့်ရလို့လည်းရှိပါတယ်လောလောဆယ်မှာတော့ကျွန်တော်တို့စီးတဲ့လူနဲ့နော်ပတ်စံထည့်တဲ့လူကိုပြန်စီးစစ်လိုက်ရင်တော့ကျွန်တော် CDB နဲ့ကြည့်တဲ့အခါမှာ အ ਨੇ ဆုံးเนาะ70ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ထည့်ကြပြီးတော့မှ100ရာခိုင်နှုန်းကတော့ထည့်ဝင်မှုမရှိသေးတာကိုတွေ့နေရပါလိမ့်မယ်ဒီငွေဘုံဒီ cash box ဘုံတွေကိုကျွန်တော်လုံကြုံဆိုလုံကြုံတဲ့ငွေဘုံတွေဖြစ်ပါတယ်ငွေအိတ်တဲ့လုံကြုံတဲ့တော့တွေ key တွေပါပါတယ်ငွေဘုံမှာလည်း key တွေတော့တွေပါပါတယ်တချို့ key တွေတွေဟာရင်းစည်းကမပေးတာငွေစက်ကူစုပ်တွေထည့်တာကျန်းသင့်တဲ့ရင်းစည်းကမပေးတာနဲ့စက်ကူစာရွက်တွေထည့်တာစတဲ့အပြုမှုတွေရှိတယ်လို့ WiFi ရဲ့ရင်လိုင်းကုမ္ပဏီတွေကပြောပါတယ်စပယ်ယာနဲ့ key တွေနဲ့ကြားရတယ် ဆက်ဆံရေးပြည်လည်မှုတွေတိုင်ကြားမှုတွေအများဆုံးဖြစ်တော့။အများဆုံးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကပတ်စံပုံနေထောင်နေ CCTV လေးလုံးတက်တယ်။ခီးသွားပြည်သူတွေမိမိရဲ့အသိစိတ်နဲ့ပူပေါင်းပေါင်ပါပါဆိုပြီးပုံနေပတ်စံထည့်ခိုင်း60ရာခိုင်နှုန်းတော့ပေါက်ဆက်ပြီးတော့40ရာခိုင်နှုန်းတော့ဆန့်ကျင်လာတယ်လို့တွေ့ရတယ်။ကျွန်တော်အခုရောက်ရှိတဲ့နေရာကတော့ရန်ကုန်မြို့တခင်မြပိုင်းကမှရှိတဲ့မြို့ရုံးနဲ့မြို့ပြင်ကိုချိတ်ဆက်ပေးတဲ့1.56ရင်လိုက်ပေါ်မှာပဲဖြစ်ပါတယ်။ ။ရန်ကုန်မြို့မှာခီးစားပြည်သူနှစ်တန်းကျော်ဟာနေ့စဉ်ဘက်စကားတွေကိုပဲအသုံးပြုပြီးတော့သွားလာနေကြတာပါ။အဲခရီးသွားပြည်သူတွေကို1ရက်ရင်လိုင်းပေါင်း80ကျော်ကနေပြီးတော့နေ့စဉ်ရင်စီးရေ၄000လောက်နဲ့ပြည့်စွက်ပေးနေရပါ။ဇူလိုင်လ၁ရက်နေ့ကစပြီးအဲ့ဒီရင်စီးတွေနေရာမှာရန်ကုန်တိုင်းကြီးအစိုးရကမှာဥထားတဲ့1ရက်ရင်လိုင်းတွေနဲ့မြို့တွင်းရောက်တဲ့ကားတွေမှာအစားထိုးပြည့်စွက်သွားမှာပါ။အဲ့ဒီလိုပြည့်စွက်ရမှာ ငွေဘုံစနစ်ကိုအသုံးပြုမှဖြစ်ပြီးတော့ရင်စည်းကောက်ကိုလည်းပုံမကောက်ခံမှာမဟုတ်ဘူးလို့လည်းပြောပါတယ်။ရန်ကုန်မြို့ထဲမှာပြည်စွမ်းနေတဲ့ WPS ရင်လိုင်းတွေမှာကုမ္ပဏီပိုင်နဲ့အများပိုင်ရင်လိုင်းတွေမှာတော့ဒီလိုပုံစနစ်ကိုအသုံးပြုထားပါတယ်။ကျွန်တော်ပုံကြီးကရင်လိုင်းတချို့မှာတော့စပြာအသုံးပြုပြီးတော့ရင်စည်းကောက်ကောက်ခံနေကြဆဲဖြစ်ပါတယ်။ကျွန်တော်ကတော့ချုပ်မှုပါ။ရှင်မောင်ဘက်တက်နေရင်စည်းကောက်ကိုတုံ့ပြန်ထားခြင်းနဲ့ကုနေပါရှင်။